တမယောချကနေတိတတာခွဲထွက်လာခဲ့တဲ့ချဲရှဲလားစာပေးချေမှုမဟာပြွာဘယ်လိုလဲမမင်းတော်များဘလူးလိုင်းယုံကင်းကနေပြီးတော့အားလုံးကိုပြန်လဲကြော်လိုက်ပါရင်ချဲဆီအရင်တုန်းကနေမတူတဲ့လမ်းကြောင်းကိုသွားနေရကြပါပြီဒီထဲမှာအတင်းရလားစာပေးချေမှုလမ်းကြောင်းကထင်းသားမင်းသားအရှိဆုံးဖြစ်မယ်ထင်ပါရင်ချဲဆီရဲ့လားစာပြွာအစ်ကတမန်ချင်းရိုးရှင်းပုံရပါမယ်အရန်ကိုလမ်းဆိုင်နဲ့ပြွာတွေပါဝင်နေပါရင်ချဲဆီအခုဆိုရင်မွေးချေးထက်စိတ်သက်ကိုပို့ပြီးတော့ဦးစားပေးလာပါရင် ။ဥပမာကိုပါမကိုဝယ်ယူတဲ့အခါသူ့ရဲ့အရေးသွေးထက် Chelsea Project ကိုဘယ်လောက်ထိယုံကြည်တယ်လဲဆိုတာပိုကြည့်ပါရင်။ဒါအမွေအတွက်ကစားသူထက်အသင်းအတွက်ကစားသူကိုရှာဖွေတဲ့ပြောပါ။ Chelsea ရဲ့ပြောအစ်အဂျမင်းရဲ့အောင်မြင်တဲ့ model ကိုအတူယူထားပါရင်။ဂျမင်းရဲ့ဟာနေပေါင်းများစွာငွေရတဲ့ကစားသမားတွေကိုရေရှည်စာချုပ်တွေပေးပြီးဖွင့်ပြောအောင်လုပ်တာပြန်လည်ရောင်းချတဲ့စနစ်နဲ့အောင်မြင်ခဲ့ပါရင်။ဒီလားစာပြောရိုးရှင်းရှင်းမွေးကြီးခြွေထားတာထက်စီးပွားရေးသဘောတရားရရေးဆွဲထားတာဖြစ်ပါရင်။ကစားသမားတွေကိုပိုင်ဆိုင်မှုဖြင့်မှတ်ယူခြင်း ကစားသမားတန်ဖိုးတက်လာတဲ့အများကလပ်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးတက်လာခြင်းကစားမတရားကိုဝယ်ယူပြီးနောက်တစ်ချိန်မှာဝယ်ယူတဲ့ဈေးထက်အများကြီးပိုများတဲ့ပမာဏနဲ့ရောင်းချခြင်းစတဲ့သဘောတရားတွေကိုလက်ကင်ထားပါရင်လက်တွေ့အကောင့်ထဲပေါ်မှုအပိုင်းမှာဆိုရင်လည်းချဲရှိကကစားမတရားရဲ့တန်ဖိုးကိုအခုအခါ data နဲ့တွဲချက်ပါရင်ဒီလိုတွဲချက်ရမှာအချက်၃ချက်ကိုအခြေခံပါရင်စွမ်းဆောင်ရည် data ကစားပွဲရည်အတွက်သွင်းကုန်ဖန်တီးမှုနဲ့ကစားပုံစီးပွားရေး data ပြန်ရောင်းချနိုင်မှုတန်ဖိုးဈေးကွက်တန်ဖိုး ိတ်တဲ့ရာဒေတာကစားမရဲ့စိတ်တဲ့နဲ့ Chelsea project ကိုယုံကြည်မှုဆိုတဲ့အချက်၃ချက်နဲ့ကစားမဝယ်ယူမှုတွေပြုလုပ်လာပါတယ်။ Chelsea အခုဆိုရင်လူငယ်ကစားမတွေကိုဖွံ့ဖြိုးအောင်ရင်းနှီးမြှုပ်နှံနေပါတယ်။ကိုပိုင်အကယ်ဒမီကလည်းကစားမတွေမွေးထုတ်ခြင်း၂၅နှစ်အောက်ကစားမတွေကိုဦးစားပေးဝယ်ယူခြင်းကစားမတယောက်ကိုဖွင့်ပြအောင်စနစ်တကျလုံးဆောင်ခြင်းစားတဲ့အချက်တွေကိုလည်းလက်တွေ့ကျကျဆောင်ရွက်လာခဲ့ပြီဖြစ်ပါရင်ချဲစီရဲ့ဒီလားစာပြူဟာပရီးမီးယားလိတခုလုံးကိုတက်ရောက်မှုရှိပါရင်ကလပ်အသင်းတွေကြားလားစာမြတ်တာမှုကိုဖြစ်စေနိုင်တယ်။ကစားမစည်းကွက်ကိုပြောင်းလဲသွားစေနိုင်တယ် ကလတီကြားပြိုင်ဆိုင်မှုကိုပုံမှုများပြဆင်နေပါရင်ချဲစီရဲ့ဒီလားစာပြောဟာဥရောပဘောလုံးလောကကိုပါတက်ရောက်မှုတွေရှိပါရင်ဒီလိုလုံးဆောင်ချက်တွေအား FFP စီးမင်းနေနဲ့ပို့ပြီးတော့ကန့်ညင်နေပါရင်တခြားကလတီအတွက်စန်တမူတာတစ်ခုဖြစ်လာနိုင်ပါရင်ဘောလုံးကရဲ့စီမံခန့်ခွဲမှုပုံစံကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတဲ့အထိတက်ရောက်မှုတွေရှိလာနိုင်ပါရင်ချဲစီရဲ့ဒီလားစာပြောဟာရေရှည်အောင်မြင်မှုအတွက်ရည်ရွယ်ပါရင်ဗန်နားရေးဆိုင်ရာတည်ငြိမ်မှုရလာမယ် FFP ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ငယ်ငယ်ပြီးအရေးသွေးရှိတဲ့ကစားသမားတွေကိုမွေးထုတ်နိုင်မယ် ပရီးမီးယားလိမ့်နဲ့ချန်ပီယံလိမ့်မှာအောင်မြင်မှုရနိုင်ဖို့လမ်းကြောင်းမှန်ပေါ်တက်ရောက်လာနိုင်ပါလိမ့်မယ်။ဒါပေမဲ့ချဲစီမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေလည်းရှိနေပါသေးတယ်။အောင်မြင်မှုကချက်ချင်းမရလာတာကြောင့်ပရိသတ်ရဲ့စိတ်ကျင်နေမှုထိမ့်သိမ့်မှုခက်ခဲတယ်။ချက်ချင်းအောင်မြင်မှုရဖို့ခက်ခဲတာကြောင့်အားလုံးကဒါကိုစိတ်ရှိရှိနဲ့ဝင်းအားပေးဖို့လိုပါမယ်။နောက်ပြီးငယ်ရတဲ့ကစားမတွေရဲ့စွမ်းဆောင်ရည်ကိုထိမ့်သိမ့်မှုခက်ခဲပါသေးတယ်။အချောအပြင်းပြောမယ်ဆိုရင်ချဲစီရဲ့လာစာပြောအသည့်ဟာဘောလုံးကမှာရေရှည်တည်တမ်းမှုကိုဦးတည်တဲ့ပြောအတစ်ခုဖြစ်ပါသေးတယ်။ဒါအရင်ခေတ်ကလာစာအကြီးကြီးပဲကစားမဝယ်ဆိုတဲ့ပြောအကနဲ့လုံးဝခွဲထွက်လိုက်တာပါ။ အိုဆီယံကိစ္စမှာတွေ့ရသလိုချင်းစီဟောင်းကလေးရဲ့လာစာပြွားတဲ့မကိုက်ညီတဲ့ကစားမတွေကိုရွေးချယ်ဝေဖို့စိတ်ဝင်စားတော့ဘူး။ဒါချင်းစီအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ရင်းရှိမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့မျှော်လင့်ရပါတယ်။ဘောလုံးလောကမှာမွေချင်းအဖင်အောင်မြင်မှုရဖို့ကြိုးစားတဲ့ခက်ကနေစီမံခန့်ခွဲမှုအဖင်အောင်မြင်မှုရဖို့ကြိုးစားတဲ့ခက်ကိုပြောင်းလဲနေတဲ့အချိန်မှာချင်းစီရဲ့ဒီလာစာပြွားတဲ့ဟာဆန်ရိုနာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီပြွားတဲ့ဟာချင်းစီတို့နှစ်ပေါင်းများစွာအောင်မြင်မှုရစေနိုင်တယ်လို့ဘောလုံးလောကတစ်ခုလုံးကပြောင်းလဲသွားစေနိုင်တဲ့ပြွားတစ်ခုဖြစ်ပါတယ်။ ညီကိုတို့ကရောဘယ်လိုမြင်ကြလဲပြောပြသွားခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ